င်္ဂလာပါခင်ဗျာ။နော်နေပြောပြသွားရှင်တဲ့အကြောင်းအရာလေးကအခုလက်တော့ပါနေအမေရိကန်ဒမရဒိုနယ်ထရမ့်ပါနော်။ဒိုနယ်ထရမ့်ကပနားမားချန်နယ်ကိုပြန်လည်ရယူဝင်လို့ပြောထားပါတယ်။အဲ့ဒါတကယ်ပဲရယူမှာလားတရုတ်ကိုချင်းချောက်ဖို့တော့ပဲပြောရတာ။အဲ့ဒီရဲ့နောက်ကွယ်မှာဘာတွေဖြစ်ခဲ့ရလဲပေါ့နော်။တမိုင်းကျောင်းတွေကဘယ်လိုမျိုးပုံစံနေနဲ့ပနားမားပေါ်ပေါက်လာတယ်ပေါ့နော်။အရင်ဆုံးပနားမားကျောင်းပြောမှဆိုရင်အဲ19ရာစုနှစ်မှာတော့ပင်တစ်ကပထမအဆုံး၆လို့ကိုစူးစမ်းခဲ့သေးရပေါ့နော်။ဒါမှမအောင်မြင်ပါဘူး။ဘာလို့လဲဆိုတော့အဲ့ဒီခုနှစ်တုန်းကနည်းပညာရဲ့ ယောဂဘုံမွားရေကြောင့်ပြင်သစ်ကမအောင်မြင်ခဲ့တာပေါ့နော်ဒါနဲ့အမေရိကန်ကဘာလို့ပါဝင်လာလဲပေါ့နော်ပါဝင်ပတ်သက်လာလဲဆိုတော့အမေရိကန်ကကြာတော့သူကကြာတော့1900ခုနှစ်တည်းမှာတော့ကြာသူကအတ္တလန္တိတ်ဓမ္မတရားနဲ့ပစိဖိတ်ဓမ္မတရားကိုသူကဆက်သွယ်ခြင်းမှာဘာလို့လဲဆိုတော့အဲ့ဒီဆက်သွယ်မှုတောင်မရှိဘူးဆိုလို့ရှိရင်သူကတဏျာနဲ့တဏျာသွားဖို့ဆိုရင်ပင်လယ်တစ်ခုနဲ့တစ်ခုသွားဖို့ဆိုလို့ရှိရင်သူကတောင်အမေရိကတိုက်ရှိကိုဆင်းပြီးတော့သွားရပါတယ်အချိန်ကအရင်ကြီးကြာပါတယ်တကယ်လို့ဒါတစ်ခုစစ်တပ်က ဒါစစ်တီပိုင် ဖြစ်မယ်ပုံပေါ့မှာစစ်တီပိုင်ဖြစ်မယ်ဆိုလို့ရှိရင်တို့ကအချိန်ရမ်းကြတဲ့တို့ကတို့အနေနဲ့ဆေးရည်ရအားနည်းသွားတာဘာရှိနိုင်နေပေါ့နော်အဲအကြောင်းတို့ကပြုတ်လုချင်တာပေါ့နော်သူကကိုလံပီယာကိုသွားတယ်ပေါ့လေအရင်ဆုံးသိထားမှာအဲ့ချိန်တုန်းကဘနာမကိုလံပီယာရဲ့အာရဲ့အဲ့ပြည်နယ်တစ်ခုလေးပဲရှိပါသေးတယ်အဲအကြောင်းအမေရိကန်ကနေပြီးတော့အဲအကြောင်းအမေရိကန်ကနေပြီးတော့ပေါ့နော်အမေရိကန်ကိုလံပီယာကိုသွားသွားပြီးတော့သူကစာချုပ်ကမ်းနားမှာစာချုပ်ရဲ့နာမည်က Hey Harris ဆိုတဲ့စာချုပ်ပါ ဲ့စာချုပ်နဲ့ကမ်းလှမ်းနေကမ်းလှမ်းတော့အလံပြာလွတ်တော်ကအမေရိကန်ကိုပယ်ချလိုက်တယ်ပေါ့နော်ဟာကိုပနမပြည်သူတွေကမကြိုက်ပါဘူးဒါဘာလို့မကြိုက်လဲဆိုတော့အရင်ဆုံးတိထားမှာပနမပြည်သူတွေကကိုလံပြာနဲ့နည်းနည်းကွဲပါတယ်သူတို့ကယုံကြည်တာမျိုးနိုင်စုမတူမတူကြဘူးလို့ယုံကြည်ကြတာပေါ့နော်ပြီးလို့ရှိရင်ကိုလံပြာကမျိုးတော်နဲ့ပနမဝေးတဲ့အတွက်ကြောင့်သူတို့လမ်းပန်းဆက်သွယ်ရေးလို့အဲနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာတွေမှာသူတို့ကအရန်ရရှိနေတော့အရန်နေပါတယ်အဲအကြောင်းသူတို့မကျေနပ်ပါဘူး အဲ့မှာဒီအခွင့်အရေးကြီးရရတော့ပနမလူတွေကလုံးဝမကြိုက်ပါဘူးမကြိုက်တဲ့သူကအခွင့်အရေးကိုကိုလံဘီယာကအဲ့ပေးချလိုက်တဲ့အချိန်မှာကျတော့အဲ့ကိုပနမလူတွေကမကြိုက်တဲ့သူကသူကဆန္ဒပြမှုတွေဖြစ်ပေါ်လာပါတော့ကိုကလွတ်လပ်ရေးလှုပ်ရှားမှုတွေပေါ့တနည်းအားဖြင့်ပြောမှဆိုလွတ်လပ်ရေးလှုပ်ရှားမှုဖြစ်ပေါ်လာအချိန်မှာအမေရိကန်ကနေပြီးတော့ကိုအာပနမကိုလုံးဝ ထောက်ခံပေးပါပနားမားဘက်ကရက်တည်ပေးပါ1903ခုနှစ်နိုဝင်ဘာ3ရက်နေ့မှာပေါ့နော်ပနားမားကိုလံဘီယာကနေလုံးဝလွတ်မြောက်ကြောင်းကြေညာလိုက်ရပေါ့နော်ကြေညာလိုက်တဲ့သူကအမေရိကန်တွေအဲ့တော့ခွန်ရေးလို့မြင်ပြီးတော့ငင်းငင်းနဲ့နဲ့မြန်မြန်ပဲအမေရိကန်စစ်တပ်ရေတပ်ပေါ့နော်တနည်းအားဖြင့်ရေတပ်ကိုပနားမားကိုချက်ချင်းတန်းလွတ်ပါလေလွတ်တော့ဘာလို့လွတ်ရလဲဆိုတော့ကိုလံဘီယာတပ်တွေဟိုကာကွယ်ရန်တော့ပါကာကွယ်ရန်တော့ချက်ချင်းလွတ်ပါလေ အဲ့နောက်ပိုင်းကျတော့အဲ့ကိုလံဘီယာကနေအချော့ပေးလိုက်ရတာပေါ့နော်။နောက်မှလွတ်လပ်ရေးရပြီးရဲ့နောက်အမေရိကန်စာချုပ်အသစ်နဲ့ကမ်းလှမ်းတာပေါ့နော်။စာချုပ်နာမည်က Havana Varela ဆိုတဲ့စာချုပ်ပေါ့နော်။အဲ့ကမ်းလှမ်းတဲ့ချိန်မှာကျတော့ဒီတစ်ခေါက်တော့ဘာမှမငင်းတော့ပေါ့။ငင်းတဲ့အဲ့စာချုပ်လဲချုပ်ပြီးတော့အဲ့အမေရိအမေရိကန်ဘက်ကနေလောက်သားစုစုပေါင်း9000နဲ့9000နဲ့လာအာပနားမချန်နယ်ကိုလာပြီးတိဆောက်တာပေါ့နော်။တိဆောက်တဲ့ချိန်မှာအဲ့စုစုပေါင်းအလုပ်သမားပေါင်း6 9600လောက်တိဆောင်းကြတယ်ပေါ့နော်။9600ဆိုတာက ြောမယ်ဆိုတော့ညာလားဆိုဒီပမာဏနဲ့ဒီအဆောက်အုံဆောက်တာဆိုတော့အရင်မများပါဘူးဘာလို့လဲဆိုတော့သူ့ရဲ့အရှိမပြင်သစ်တွေဆောက်ခဲ့ပါပြင်သစ်တွေကသူစုစုပေါင်းတိတ်ဆုံးသူဦးကြီးက2000နီးပါးကိုရှိခဲ့ပါတယ်။ဒါကြောင့်တရားလဲဆိုတော့နီးပညာအားနည်းမှုအကြောင်းပေါ့နော်။နီးပညာအားနည်းတော့မြေအနေထားမသိရဆိုမြေပူမြေပြိုပြီးတော့တည်ဆုံးကြတာတွေပြီးလို့ရှိရင်အဲယောဂဘိုးကြီးအကြောင်းချင်းချောက်ဖြစ်တဲ့ယောဂကြီးအကြောင်းအသက်ဆုံးရှုံးရတဲ့လူတွေအများကြီးရှိခဲ့တာပေါ့နော်။2000နီးပါးလောက်ရှိခဲ့ အမေရိကန်တက်ထမှာကျောင်းအဲ့ဒါကြီးမရှိတော့အဲ့ဒါကြီးမရှိတော့တဲ့အပြင်သူကတခုပြက်နာတခုပဲဗောနော်လူမျိုးကြီးခွဲကြတာဗောသူကအမေရိကန်မှာအမေရိကန်ဆောက်လုပ်တဲ့ချိန်ကြလို့ရှိရင်ချိန်ကြတော့သူကအလုပ်သမားကိုနှစ်မျိုးခွဲထားတာဗောနော်နှစ်မျိုးခွဲထားတစ်မျိုးကကျောင်းဂိုရိုးဗောဂိုရိုးမှာကျောင်းသူကကျောင်းဘာကြီးပါလဲဆိုတော့သူကအမေရိကန်နိုင်ငံသားတွေပါမယ်အမေရိကန်နိုင်ငံသားတွေပါတဲ့အဲဂိုရိုးမှာကျတော့သူက အလားစားအတင်းတင်းရမယ်ပြီးလို့ရှိရင်အစင်သမ်းမြင့်မြင့်နဲ့နေထိုင်ခွင့်ရမယ်တွားကြောင့်နောက်တစ်မျိုးကျ Sierra Group ပေါ့နော် Sierra Group ကကြတော့လာစားနေပါလာစားနေတဲ့အပြင်ဦးသူကအလုတ်ချမ်းတွေလည်းများများလောက်ရတာပေါ့နော်အလုတ်ချမ်းတွေလည်းပါမယ်ပြီးလို့ရှိရင်မီဒီယာကြောင့်အာနေလို့ရလောက်လေးပဲသူကထားပါတယ်ပြီးတေဆုံးသူအများစုကလည်းအဲ့အဲ့ Sierra Group ကလူတွေပေါ့နော် Sierra Group ကကြတော့သူက Blue Wave ပါလဲဆိုတော့သူကအနောက်အင်ဒီပါ ဒီနေရာမှာအနောက်အင်ဒီဆိုတာနဲ့အိန္ဒိယလို့ပြင်းမြင်ကြလိမ့်မယ်ပေါ့နော်တကယ်အိန္ဒိယမဟုတ်ပါဘူးအနောက်အင်ဒီဆိုတာကသူကကြောက်ကာရီဘီယံဘက်ကလာတဲ့လူလို့ပြောတာပါသူကအနောက်အသိဆုံးသူအများစုကလည်းအဲ့ဒီကာရီဘီယံဘက်ကလာတဲ့အဲ့အနောက်အင်ဒီသားတွေပဲပြီးတော့အဲ့ဒီတပြင်းနိုင်ငံတချို့လူအ ਨੇ စုလည်းပါတာပေါ့နော်ပနမာချန်နယ်ကို1914ခုနှစ်မှာစတင်ပြီးဖွင့်လှစ်ခဲ့တယ်ပေါ့နော်သူကစတင်ဖွင့်လှစ်ပြီးတိတ်မကြဘူးသူကစာချုပ်ရဆိုပနမာချန်နယ်ရဲ့အဓိက channel ဆုံး American ပဲထိ ंछ ုပ်တယ်ပေါ့နော်အဲ့ဒါကိုကြာတော့ပနမားပြည်သူကတိတ်မကြိုက်ပါဘူးသဘောလည်းမကြောက်ပါဘူးသူကဘယ်နေရာမှာပို့ဆိုးသွားလဲဆိုတော့ American ပနမားကိုသူကထိ ंछ ုပ်လိုက်ပြီးသူကဥပဒေပြုတ်တယ်ပနမားဥပဒေရေတရားစီရင်ရေးအဲ့ဒီစားတဲ့အချက်အချက်ကြာကြတဲ့နေရာတွေမှာပေါ့သူကစာချုပ်မှာပြထားရဲ့အရာဆိုရင်အဲ့ဒီမြည်သည့်မြည်သည့်ပနမားနိုင်ငံသူနိုင်ငံသားဒါမှမဟုတ်အာနာအာနာပိုင်းတွေတယောက်မှာပါဝင်မှုမပြုပါဘူးအဲ့ချိန်မှာပြည်သူတွေက စတင်ပြီးတော့ဆန္ဒပြတာတွေအားကြီးအုံကြွားမှုတွေဖြစ်လာတာပေါ့နော်ဒါသူတို့ရဲ့သူတို့ရဲ့နိုင်ငံပေါ့နော်သူတို့နိုင်ငံကိုသူကသူတို့တောင်ပါဝင်ခွင့်မရတဲ့သူကသူကဒေါ်လာချပ်တာပေါ့နော်အထင်ရှားဆုံးတစ်ခုဖြစ်သွားတာကြောင့်1900 1964ခုနှစ်မှာចောင်းသားတွေကစပြီးတော့ပေါ့နော်ចောင်းသားတွေကစပြီးတော့သူကအကြမ်းဖက်မှုတွေစလုပ်အားလူဦးရေစုစုပေါင်း22ဦးထပ်မနေဈေးဆုံးခဲ့တယ်ပေါ့နော်နောက်ပိုင်း1980ခုနှစ်မှာပေါ့နော်အဲ့ ကနမတမရာအိုမာတရီဟိုနဲ့အမေရိကန်တမရာဂျီမီကာတာတို့နဲ့ပေါင်းပြီးတော့အဲတရီဟိုကာတာဆိုပြီးတော့ဗောနော်အဲစာချုပ်ချုပ်လိုက်ပါတယ်အဲစာချုပ်ကနာမည်ကြီးပါတယ်နာနာမည်ကြီးရဗောနော်အဲစာချုပ်မဲ့အဲစာချုပ်ထဲမှာဘာပါလဲဆိုတော့သူကပနာမာချန်နယ်ကိုအစင်းစင်းပြန်နေအနေရဆိုပြီးတော့ပါခဲ့ပါတယ်အဲဒီနောက်ပိုင်း1999ခုနှစ်အဲဒီဇင်ဘာလ31ရက်နေ့မှာဗောနော်ပနာမာကိုအမေရိကန်အလုံးစုံ channel ကြီးတစ်ခုလုံးအနှင်းခဲ့တာဗောနော် အဲအခုချိန်ဒီလဲပနမားပိုင်ပဲပေါ့နော်အမေရိကအမေရိကန်မပိုင်တော့ပါဘူးအဲ့ပနမားချန်နယ်ကအဲပနမားနိုင်ငံရေးအဓိကဝင်ငွေလမ်းကြောင်းတစ်ခုပေါ့နော်အာဒါဆိုတရုတ်ကဘာလို့ပါပါပါလာလဲပေါ့နော်ပနမားအခုချိန်ဒီတရုတ်မပါဘူးပေါ့နော်တရုတ်ကကြောင်သူတရုတ်နဲ့ပနမားနေရာကြောင်တော့ဘယ်ချိန်မှစပြီးဆက်သွယ်မိလဲဆိုတော့2019ခုနှစ်မှာပေါ့နော်ပနပနမားနေပြီးတော့အဲထိုင်းဝမ်နဲ့လက်တွဲတာတော့ဖြုတ်ပြီးတော့တရုတ်ကိုလက်ခံလိုက်တယ်ပေါ့နော်တရုတ်ကိုလက်ခံလိုက်တဲ့ချိန်မှာတရုတ်ကချက်ချင်းပဲသူက လမ်းမဆက်တွေရေးတွေမှာရင်းနှီးမြုပ်နှံနေတဲ့ဓာတ်တွေဆောက်တယ်စိတ်ကန်းတွေဆောက်တယ်ပေါ့နော်သူကတနည်းအဖြစ်ကြည့်မယ်ဆိုရင်ဒီဟာကောင်းတဲ့ຢာလို့ထင်ရတယ်ဆိုပေမဲ့အမေရိကန်မကြိုက်ပါဘူးဘာလို့မကြိုက်တာလဲဆိုတော့တယောက်ကဒီလိုဒီလိုမျိုးကြီးလုံးလေးရှိလို့ပါသူကနိုင်ငံတနိုင်ငံကိုတွားပြီးတော့သူကဘာလို့လဲဆိုတော့လမ်းမဆက်တွေကြီးကောင်းအဲလမ်းမဆက်တွေကြီးရင်းနှီးမြုပ်နှံမှုရဲ့စိတ်ကန်းတွေကိုအကြီးကျယ်လုပ်ပါတယ်သူကအဲ့ပတ်စံတွေကိုအဲ့အဲ့နိုင်ငံတမရကိုထုတ်ချပေးရပေါ့နော်အဲ့နိုင်ငံတမရကသူကဘာ မပြန်မပေးနိုင်တော့ဘူးအဲအကျွေးဆက်နိုင်ခြင်းမရှိလို့ရှင်သူကမလုပ်လဲဆိုတော့အဲသူတို့ရဲ့စီမံကိန်းတွေကိုသူတို့ထိန်းချုပ်ခွင့်တောင်းပါတယ်ထိန်းချုပ်ခွင့်တောင်းတယ်သူတို့ပြန်ပြီးတော့အသုံးပြုတာပေါ့နော်အသုံးပြုခွင့်တွေပြန်တောင်းတယ်ခါရောကြတော့အဲတရုတ်ရဲ့အဓိကပေါ့နော်အဲအဓိကလုပ်တဲ့ဟာကိုကြာအဲ debt debt trap အာ diplomacy လို့ခေါ်တာပေါ့နော်အာ American အဲ့ပနားမောက်ကိုစိုးရိမ်ပါလေအဲအကြောင်းပနားမောက်အဲ့တော့အရင်စိုးရိမ်နေပေါ့နော်ဘာလို့လဲဆိုတော့အဓိကသူ့ရဲ့စီးရရတဲ့အချက်ချာချတဲ့နေရာဖြစ်တဲ့အတွက်အဲစိုးရိမ်ပါပေါ့အဲ့နေရာအဲ့ချိန်မှာ ไอ้ไอ้ตะดิ้งโดนัลด์ทรัมป์แลตีย่อตัวอ่ะบ่หลุเลยซอปานามาปานามาฉันเนี่ยไอ้อเมริกันเดมอร์ดิโอไอ้งวยจี้ป่ายงวยจี้ป้ายสั่นยาอีตู้กောက်တယ်လို့ပြောတယ်ပေါ့เนาะငွေကြေးပိုင်းဆိုင်ရာယူတုတ်ောက်တယ်ပြောတကယ်တမ်းမကောက်ပါဘူးသူကမကောက်အကုန်လုံးကိုညီစုညီမကောက်ပါတယ်အဲပနားမှာပြည်ပြည်ပြည်နိုင်ငံဖြစ်ဖြစ်အဲသူကအကုန်လုံးညီစုညီမကောက်ပါတယ်သူကပြီးလို့ချင်းတယောက်ကပနားမ channel ကိုအဓိကဓာတ်ရိုက်ချုပ်ကန်ကြီးကမဟုတ်ဘူးဆိုပေမဲ့လည်းသူကပနားမှာ ပနာမနိုင်ငံမှာသူကလွှမ်းမှုပြေးချင်းတော့ရလာပြီကောနော်အဲ့ဒါကိုအမေရိကန်မကြိုက်ပါဘူးပြီးတော့အဲကြောင့်ဒိုနယ်ထရမ်ကအမေဒိုနယ်ထရမ်ကပေါ့နော်ပနာမ channel ကိုပြန်လဲတင်းယူမယ်လို့ပြောလာတာပေါ့နော် view လေးကိုဆုံးထိကြည့်ပါတော့ကျေးဇူးတင်ပါတယ်